မင်္ဂလာပါရှင်မိုးလေဝသနဲ့ဇလဗီဒာညွှန်ကြားမှုဦးစီးဌာနကနေဧပြီလ12ရက်ဒီဂရီ99နာရီအချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြေညာပါမယ်ရှင်။ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အုပ်အရှိတောင်ပိုင်းတို့တွင်တိမ်ထူရနေပြီးကြံမင်္ဂလားပင်လယ်အုပ်တွင်တိမ်အနည်းငယ်မှတိမ်အထင်တင်ဖြစ်ထွန်းနေပါမယ်။ဒီဂရီညနေတီခမန်းချက်ကတော့ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ AR တိုင်းဒေသကြီး၊တနင်္လာရီတိုင်းဒေသကြီး၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင်နေရာအနှံ့အပြား နေပြည်တော်နဲ့မန္တလေးတိုင်းဒေသကြီးတို့တွင်နေရာစစ်စစ်မကွေးတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင်နေရာကြီးကြီးစကိုင်းတိုင်းဒေသကြီးနဲ့ချင်းပြည်နယ်တို့တွင်နေရာကွက်ကြားမှုထစ်ကြုံရပါမယ်။ရွာအရလုံး80ဖြစ်ပါတယ်။မိုးတိမ်အောင်ဖြစ်ပေါ်မှုချိန်နေရာရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊အေရီတိုင်းဒေသကြီး၊တနင်္လာရီတိုင်းဒေသကြီး၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင်မိုးတိမ်အောင်များဖြစ်ထွန်းလျက်ရှိပြီး စုပါမိုးတိမ်တော်များရွေရှားရနေရာတလျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ကြုံခြင်းမိုးကျိုးပစ်ခြင်းလျက်စီးလက်ခြင်းနှင့်မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုရပါသည်မြမပင်လေပြင်းနှင့်လိုင်းတင်တင်ရှိပါမည်လိုင်းမြမမြမကရင်တန်းတရှောင်းနေကမ်းလွန်ပင်လေးပြင်းတွင်ငါးပေမှာရှစ်ပေးကန်ရှိနိုင်ပါသည် နောက်နေ့အတွက်ခမန်းချက်ကတော့နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီး AR တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင်နေရာစိတ်စိတ်မှနေရာအနှံပြမူတည်ချုံရပါမယ်။နေပြည်တော်မန္တလေးမြို့နယ်ဤတဝိုက်တွင်ဒီကနေ့ညနေထိခမ်းမန်းချက်ကတော့တိမ်သည့်တင့်ဖြစ်ထုံပြီးမူတည်ချုံ၍နေရာကွက်ကြားမူရပါမယ်။ရွာရံလုံး80ဖြစ်ပါတယ်။ ရန်ကုန်မြို့နယ်နီးတစ်ဝိုက်တွင်ဒီကနေ့ညနေထိခန့်မှန်းချက်ကတော့တင်းတင်းတင်းဖြစ်တုံးပြီးမိုးထစ်ချုံ၍မိုးတကြိမ်တကြိမ်ရွာပါမယ်။ရွာအရလုံး80ဖြစ်ပါလိမ့်ရှင်။